ရှုကောပွဲကိုဘာလို့ကျင်းပတယ်လဲဆိုတော့မကျင်းပလို့မရလို့ကျင်းပတာအကျင့်မဘေးနဲ့ရတယ်အာနာကိုဆက်ပြီးတော့ကန်ဆွဲလွန်ရတဲ့စိတ်လက်ရှိခေါင်းဆောင်ကြီးဒီမှာလာအာနာရှင်းမှုပြီးတော့ပေါ့နော်ဒီအာနာကိုသူ့လက်ထဲမှာကြာကြာဌာနမှာအကြောင်းအာနာကိုဆက်လက်ဆွဲကန်နာကြတဲ့စိတ်မျိုးသားသူတို့မှရှိခဲ့ရင်ဒီရုပ်ကောက်ဘေးကိုမကျင့်ပဘေးလို့ရတယ်အဲ့ဒါအပြတ်ကိုကျွန်တော်ပြောရတယ် ယူကောပဲယူကောပဲမကျင်းပဘီလူရတဲ့အကြောင်းပြချက်အခြေအနေမြေပြင်ပဂရိအခြေအနေတွေအများကြီးရှိနေတယ်နော်တိုင်းပြည်ကတာမန်အခြေအနေမဟုတ်ဘူးတိုင်းပြည်ဒီလိုမှ PDF အမိခံအကြံဖက်တိုင်းသားနဲ့နိုင်ငံအမိခံအကြံဖက်တောင်းကျမှုတွေကများပြားဖြစ်ပေါ်နေတာလေအဲ့နေမီပဂရိမြေပြင်အခြေအနေရောက်ကွာဒီကောပဲကျင်းပဘီရင် မိမိတို့ဆိုရဒီယူကောက်ပဲကျင်းပပြီးရင်ဆန္ဒရှိတော်냐အချင်းချင်းလက်ရှိမြေပြင်ကဘေးအချင်းများရယူကောက်ပဲကျင်းပပြီးရင်မဖြစ်နိုင်သေးပါ၍နော်ယူကောက်ပဲကျင်းပခြင်းကိုကြဆန္ဒပါသည်တိုင်းပြည်အေဂျင်တာဟာသည့်အချင်းကြမှာသာတိုင်းပြည်အတွက်လိုအပ်သောယူကောက်ပဲကိုကျင်းပပြီးရင်စီစဉ်ပါမည်ဆိုအမိတ်ထုတ်ပြန်လိုက်တာနဲ့ရတယ်နောက်လင်းနေအုပ်ချုပ်မလားနောက်တဲ့ဆယ်နေအုပ်ချုပ်မလားနောက်တဲ့ဆန်ငါးနေအုပ်ချုပ်မလားရတယ်အဲ့နိုင်ငံတကာမှာဒီလိုအုပ်ချုပ်နေတဲ့ဆိုရတယ်အများကြီးပဲ တို့ deferred government လို့ခေါ်တာပေါ့ဗျာနော်ရုပ်ကဝဲကရုပ်ကတင်ပြထားသည်မဟုတ်တော့ညာပြည်သူလူထုတတိုင်းပြည်ရဲ့လူထုရဲ့လုံခြုံရေးနော်အချို့အလို့ငါသဘောတော်ရအစိုးရတက်ကအလို့တော့ဖြစ်ပေါ်လာတော့ deferred government လို့ခေါ်တယ်အဲ့ဒါအစိုးရပဲဘောရုပ်ကဝဲမရှိပဲအုတ်ချုပ်နေလေအဲ့အစိုးရအစိုးရပဲရုပ်ကဝဲရှိပြီးမှပေါ်လာတဲ့အစိုးရလည်းအစိုးရပဲအတူတူပဲအစိုးရတော့အစိုးရပဲသို့တော့ တော့ပဲပြီးတဲ့အစိုးရကတော့လွတ်တော်တွေဖွင့်နိုင်တယ်။ဥပဒေပြဋ္ဌာန်းနိုင်တယ်တရားဝင်တယ်။ပို့ပြီးတော့အဲ့အတွက်ကြောင့်ကမ္ဘာအလယ်မှာမြန်မာပြည်မျက်နှာငယ်နေရတယ်ကြာအခုကျွန်တော်တို့အားလုံးတိလာကျွန်တော်တို့ထိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ထိုင်းမှာတော်တော်လေးကိုတကြာနေခဲ့ပူပါတယ်ဘဝမှာနှစ်ပေါင်း20ကျော်တယ်။နော်ဘလို့ရည်ဆက်လဲတော့မသိဘူးတိလာဟိုဟာဥောင်စီကစစ်ချီတော့မြန်စစ်သားဖြစ်နေပါသားဘူးသားတော့ကိုယ့်ကိုဒီခါလေးကျရင်ငါမြန်အဲ့ဘဲအဲ့တော့လောမေဒီယာဥောင်စီရနေမြန်ငါမြန် ပါသွားဘူးလားတော့ထင်တယ်ဒီလောက်တော့ရေဆက်ကပါနေတာတော့ထိုင်းထိုင်းနိုင်ငံမှာဆိုရင်ကျွန်တော်တို့အမှန်တမ်းမျက်နှာငယ်ရတယ်ဗျာအမားရီယာသွားပါနေကြတာကူအာထိုင်း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 ဆိုသွားနေကြတာနော်နွားရောင်ခြံရောင်အိမ်ချို့ရောင်အိမ်ပေါင်ပြီးသွားနေကြတယ်ကျွန်တော်မပြောပါဘူးအကြောင်းတရားတွေရှိပါတယ်သို့တော့ကျွန်တော်တို့ဗမာဆိုမျက်နှာအမှန်တမ်းငယ်ရတယ်ဟိုကမ္ဘောဒီးယားနဲ့ထိုင်းနဲ့တက်လာဖြစ်ကြတဲ့ခါမှာထိုင်းမှာဗမာတွေဘကွက်ကွက်ရတယ်ကမ္ဘောဒီးယားရုပ်ဆင်နေလို့လीကမ္ဘောဒီးယားမဟုတ်ကြောင်းပေါ့နော် ဘကောက်ကွက်တနခါနဲ့ဘကောက်ကွက်တဲ့အထည်ရှိတယ်တော့လက်တွေ့နော်ကျွန်တော်တို့မှာအဲ့လိုပဲကညနာငယ်ရတဲ့ခါကျတော့စောစောကဆိုတိုင်းပြည်ကစီဝိုင်းတမိုင်အကုန်လုံးကျွန်တော်တို့ကနောက်နောက်ရောက်နေရအောင်ညနာငယ်ရတာတမျိုးရွေးကောက်ပဲမကျင်းပါတဲ့အတွက်ကြောင့်တော်တော်ဒီမပေါ်ပဲနဲ့နိုင်ငံရေးအမြင်ကွင်းမှာစကရနရီပေါ့ဗျာရှုခင်းမှာနိုင်ငံရေး political view ကြီးမှာနိုင်ငံရေးအခင်းကြီးမှာကျွန်တော်တို့ကဘယ်လိုခေါ်မလဲချက်တိ ျော့နေနေတာပေါ့ယူကောက်ပဲမရှိတဲ့ခါကျတော့အဲ့တော့ကျွန်တော်တို့ကဘုဒ္ဓမင်းမရောက်နိုင်တဲ့ခေါင်းဆောင်တွေကဒါဟုတ်ကြဆန်းသွားစေကြတော့ပေါ့တိုင်းပြည်မျက်နှာငယ်ရတယ်တိုင်းပြည်မျက်နှာငယ်ရဆိုအစိုးရမျက်နှာငယ်ရတယ်ဆိုပြီးခင်ဗျားတို့လို့ရိုးထွက်ရလို့မရဘူးနော်အစိုးရဆိုမျက်နှာမငယ်ဘူးသွားလို့ရှိရင်ဒုဝင်ကြီးဒုတိယဝန်ကြီးအစင်းနဲ့ကြိုတာပဲဘယ်နိုင်ငံမှမဆိုဝန်ကြီးတော့ဝန်ကြီးအစင်းနဲ့ကြိုတယ်ဝန်ကြီးဝန်ကြီးအစင်းနဲ့ကြိုကြတာပဲ ပရိုတိုကောခေါ်တာပါဗျာနိုင်ငံတကာမှာကြိုးကြပါတယ်အစိုးရကမျက်နှာမငယ်ဘူးတကယ်မျက်နှာငယ်တာကျွန်တော်တို့ခင်ဗျားတို့ပြည်သူတွေကျွန်တော်တို့မြန်မာနိုင်ငံ passport တွေဒီလေးနဲ့ဆင်သွားလို့ရှိရင်မျက်နှာငယ်လေးနဲ့သွားရတာအဲ့ဒါတွေကရုပ်ောက်ပဲကျင်းပါပြီဖြစ်ပေါ်လာမယ်အစိုးရကြလို့ရှိရင်ကျွန်တော်တို့ passport ကစက်တည်းပိုရှိသွားတယ်အဆင့်တက်သွားတော့ပါဗျာ passport မြန်မာ passport တို့ပြစ်တင်လို့ရတဲ့အစီရောက်အောင်မယ်ဒီနေ့အခုဒါမျိုးလေးသွားရတာ ထဲမှာဘတ်20တောင်ညှက်ပေးရတယ်ရှိတယ်ဘတ်100တောင်ညှက်ပေးရတယ်အဲ့ဒါကြီးအကုန်လုံးကပြည်သူလူထုညနာငယ်နေရတာရုပ်ောက်ပဲမကျက်ပနိုင်သေးလို့ရုပ်ောက်ပဲမအောင်မြင်သေးလို့ရုပ်ောက်ပဲအပီပေါ်ပေါ်လာတဲ့တော်တော်တွေဆိုရတယ်မပေါ်လာသေးလို့ပြည်သူတွေမှညနာငယ်နေရတာနော်ကျွန်တော်ဆောက်ပဲလို့ဘယုံမွေးကြီးမဲအောင်လိုက်အာနာမဲမောလို့ရှိရင်အချောင်းမျိုးပြပြီးတော့နော်ရုပ်ောက်ပဲကျွန်မမပြီးရင်အချိန်နေမရှိသေးပါဘူးဆိုပြီးတော့နောက်ထပ်ဆန်ရင်တော့အသားလေးဆွဲသွားလို့ရတယ်သူမပြောနဲ့ဝင်းရုပ် လည်းကောင်းဆောင်ဗိုလ်ချုပ်အဆိုင်ညာလည်းယုံဖြစ်ခဲ့တဲ့ဝင်းကျုပ်ဦးနုတော်မှာ1948လွတ်လပ်ရတဲ့အခါမှာဖွဲ့စည်းပုံအခြေခံဥပဒေအရ1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ16လအတွင်းမှာပါလီမန်ရုပ်တော်ဝန်များကိုကျင်းပပေးရမယ်ဆိုတာပါတယ်49 Constitution မြန်မာနိုင်ငံမှာ Constitution ၃ခုရှိသွားပြီဗျာ1949အခြေခံဥပဒေ1984အခြေခံဥပဒေ2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုမြန်မာနိုင်ငံမှာ Constitution ၃ခုရှိတာပေါ့အဲထဲမှာမှာပထမဆုံး Constitution ရ16လအတွင်းမှာ လွှတ်တော်ယူကောက်ပွဲကိုကျင်းပပေးရမယ်။ဘုကျော်ဆန်တက်ကကျင်းပခဲ့တဲ့ constituent assembly ဆိုတိုင်းပြည်ကိုလွှတ်တော်ယူကောက်ပွဲရအဲ့ဒါပါလီမန်မှာယူကောက်ပွဲမဟုတ်ဘူး။အဲ့ဒါဥပဒေပြုနိုင်ဖို့အတွက်လွှတ်တိုင်းပြည်ကိုလွှတ်တော်ဖြစ်သွားတော့မြန်မာနိုင်ငံကလွှတ်တိုင်းရလာပြီးတော့ပါလီမန်အမတ်ယူကောက်ပွဲမကျင်းပနိုင်ဘူးဖြစ်နေ။ကမ္ဘာမှာမျက်နှာငယ်နေတယ်။တစ်ဖက်ကစစ်ကဖြစ်နေတယ်။တောင်ကိုကင်ဒီကိုတင်ထားတယ်ဗျာ။ပြည်ကိုသဘုံတင်ထားတယ်ဗျာ။နော်ဖျားကြီးတို့ဂရုတို့သဘုံတင်ထားတယ် တွန်လေးကိုသဘုံသိမ်းထားတယ်။ကော့မှုသဘုံသိမ်းထားတယ်။တင်းချင်းကိုသဘုံနဲ့သိမ်းထားတယ်။မန်းလေးကိုသဘုံသိမ်းထားတယ်။မိဒါသိမ်းထားတယ်။မင်းမျိုးသိမ်းထားတယ်။တိုင်းပြည်ကအဲ့လိုဖြစ်နေကြတာမယ်။ရုပ်တော့ကျမတို့မရတဲ့ခါကျတော့ဆက်ရှင်းလာတယ်မှာကျမပြရမယ်ဆိုဖြစ်ဥပဒေရတယ်ပါနေ။ဖွဲ့စည်းပုံမှာဆက်ရှင်းလာလေးပြပါတဲ့ခါကျတော့ကြင်ညာရတယ်။အချိန်လေးကဆက်ရှင်းလာပြတော့ညာရုပ်တော့မကျမတဲ့နေတော့တတန်းတိုးရတယ်။ရေးပေါ်မမိထုတ်မြန်ပြီးတော့28လတိုးလိုက်ရတယ်။28လပြီးတော့လေ မကျက်ပါနိုင်ဘူးနောက်လာပေါင်း40တိုးလဲရတယ်တကြိမ်1949မှာတခါ1951လဲကြောလာပေါင်း40လဲမလောက်ပြန်ဘူး1951မှာ48လာတိုးလဲရတယ်ဒါဥနုနော်ဒီမိုကရေစီခေါင်းဆောင်ကြီးလွတ်လပ်ရေးခေါင်းဆောင်ကြီးလက်ထက်ဖာစာပါလာရုပ်ောက်ခန့်ဆိုရလက်ထက်မှာတော့မှာအခြေအနေကတရန်တိုးသွားတာရုပ်ောက်ပွဲမကျက်ပါနိုင်ဘူးဆိုတော့အခုတက်မလို့ခေါင်းဆောင်ကြီးက ဥဆောင်နဲ့ဘယ်လိုမျိုးရင်းပြောင်းနိုင်ဥဆောင်နဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာကြီးကော်မရှင်အစိုးရကရုပ်အဝဲမကျင့်ပပြီးလို့ရှိရင်ပြစရာအကြောင်းတွေအများကြီးနော်ကြောင်းပြချက်တွေ reason တွေသို့တော်ညာတိုင်းပြည်ရဲ့အနာဂတ်အတွက်မျိုးရည်ပြီးတော့အားလုံးပြည်သူပြည်သားတွေအကျိုးကပြည်သူတွေရဲ့ကိုယ်စင်လုံးစီဝါရေးလက်စစ်ကျမ်းမာရေးပညာရေးနိုင်ငံကမှမြန်မာပတ်စုကင်ဝိုင်းရေမောင်တိုင်းလို့ရနိုင်တာပေါ့ဗျာတိုင်းပြည်ကရုပ်ောက်ပွဲကတက်လာတဲ့ဆိုတာပေါ်လာပြီဆိုလို့ရှိရင်ဟုတ်ရမလားအဲ့ဒါတွေကျင့်ပပြီးတာ ကျွန်တော်တို့အနည်းဆုံးခင်ဗျားတို့ခင်ဗျားတို့တာဝန်ပြီးနေနေရာသွားတဲ့ခါမှာ password လေးမျက်နှာငယ် password ကတဆင့်တက်သွားပြီဗျရုပ်ောက်ဝယ်ပြီးလို့ရှင်အဲတော့ရုပ်ောက်ဝယ်ကမကျင်းပါလို့မရဘူးဆိုတာခေါင်းဆောင်နေသူကျင်းပါပေးရတာဖြစ်တယ်နောက်တစ်စက်တည်းကစပြီးစူပူတာပါဗျာတိုင်းသားလက်နက်ကင်နေစူပူနေတော့လွတ်လပ်ရပြီးကြရရပါဒါပေမဲ့အားလုံးကမြမတက်မလို့သူတို့ခဏပဲသူတို့ဒါဆိုရင်ကခဏပဲသူတို့သူစစ်နိုင်နေဆိုတော့သူတို့ခဏတော့နိုင်ခဲ့ဘူးတာလည်းရှိတယ်တောင်ကော49မှာအင်းစိန်ထီကို KND ကိုကတိန်းနေတယ် တဲ့ဆိုတော့အင်းစင်ကိုလာသိမ်းတာမဟုတ်ဘူးအဲ့ဒါလည်းနည်းနည်းရှင်းလင်းပြောချင်တယ်အင်းစင်မှာ ရှိတဲ့ဟာသိမ်းလိုက်တာတခြားကနေကင်းဟိုကင်းပြင်းကဖန်အားနေစတောင်းစစ်တပ်ကြီးခြိလာပြီးတော့အင်းစင်ကိုလာသိမ်းလိုက်တာမဟုတ်ဘူးချုပ်ထွေးနေလို့အင်းစင်မှာရှိနေတဲ့ကင်းတီကိုတက်တရားနေပြီးတော့ဖာစာဘရာဆိုတော့အမေကိုမနာခံတော့ဘူးကွာဆိုပြီးတော့ဖာစာဘရာပြောင်းမာနိုင်ငံတော့အလံဖြုတ်ချပြီးတော့ငါတို့ပုံကန်နေဆိုပြီးတော့တင်ညာလိုက်တာသိမ်းတာဖြစ်သွားတာအင်းစင်မှာလည်းသူတို့တက်တရားရှိနေတော့ အပြဒနာအင်းစင်နဲ့စေုံနဲ့ကတ်နေတာဟုတ်ပြီရန်ကုန်နဲ့ကအခုဘာမှဟုတ်တယ်မလားအဲ့လိုဖြစ်အခဏပဲသူတို့1949မှာသူတို့အင်းစင်မှုတိုက်ပွဲဖြစ်တယ်အင်းစင်မှာဒိတ်နေလာလာဖမ်းမဲ့ဘာတက်မလို့ပြန်နိုင်သွားပြီးတော့သူတို့မြေဝချုံမောဆုတ်သွားတယ်အိုးတောင်ကိုဆုတ်သွားတယ်နှစ်ပိုင်းခွဲပြီးတော့ဒါမြတ်မတိုင်းမှာအကြီးဆုံးဂင်ဒီဝဲအောင်ပွဲပဲခဏပဲသူတို့ဘယ်လိုခေါ်မလဲဆိုတော့ခဏပဲဖြစ်သွားတာတမိုင်းမှာဖြစ်သွားတာ အဲ့တော့တမရဝနောက်ဆုံးတော့ပြန်နိုင်ခဲ့တာပဲ1946မှာပြန်နိုင်တယ်50 52မှာပြန်ညင်းညံ့သွားတာပဲအခုလည်း2021မှာစူပူတောင်းကျမ်းနေစပြီ2023မှာထွက်တယောက်သွားတော့ဗျာ2023 2024မှာတော့ကျွန်တော်တို့တမရဝရှမ်းပြည်အရှိမြောက်ပိုင်းကဒါရှုပါဝင်ကျွန်တော်တို့ဆုတ်ခွာပေးခဲ့ရတယ်ယာယီဆုတ်ခွာပေးခဲ့ရတဲ့ဟာတွေကျွန်တော်တို့လက်လွတ်ခဲ့ရတဲ့ဟာရှိတာပေါ့ဒါပေမဲ့အခုကျွန်တော်တို့အားလုံးကပြန်ထိနိုင်သွားပြီအချိန်ကမူလအချိန်နေပါတော့ပြန်ရောက်ခံနေသွားပြီတောင်ရုပ်ကောက်ပဲမချင်ပါသေးဘူးเนาะ ါလက်ရှိရှိနေတဲ့အစိုးရလက်ရှိ အာဏာကိုပဲကျင့်သုံးပြီးတော့နိုင်ငံတကာထောက်ခံမှုမိတ်ဆွေနိုင်ငံတချို့ရဲ့ထောက်ခံမှုနေနေပဲတွားနေတာတက်မတော်ကမူလတက်မတော်အနေထားကိုပြောင်းသွားပြီဗျာနောက်တိတ်နောက်နေ့လောက်ဆိုလို့ရှိရင်ကျွန်တော်တို့လွတ်လပ်ရခဲ့တဲ့ဗမာတက်မတော်ကြီးမြန်မာတက်မတော်ကြီးအနေထားကိုပြောင်းသွားတော့မှာသိကြတယ်အဲ့တော့ရုပ်ောက်ဝဲရတယ်ပြီးသွားတဲ့ခါကျတော့နိုင်ငံတော်ဆန့်ကျင်ပုံစံတိုက်ခိုက်တောင်းကျမ်းစုပူနေတဲ့သူတွေတောင်းကျမ်းသူအားလုံးဒီပါရဲ့စိတ်ဓာတ်က ယူကဘဲအောင်မြင်သွားတာနဲ့သူတို့စိတ်သက်ကခောက်ချိုးကျဆင်းသွားပြီ။တေချာရောကျသွားပြီ။အခုလည်းစိတ်သက်ကျနေပြီ။ဖြိုဖျက်လေးဖြစ်နေပြီ၊စနေပြီ။အဲ့ဒါဆိုရင်ယူကဘဲအောင်မြင်သွားပြီ၊ကဘာလည်းတိမတ်ပြလိုက်ပြီ၊ဒီယူကဘဲလွတ်တက်ပြီးတရားမျှတာလေ။အစွတ်တက်လည်းပေါ်လာပြီ၊လွတ်တော်လည်းပေါ်လာပြီဆိုတော့ခါကျတော့သူတို့ညောင်းနေအောင်သွားမှာပေါ့။ဒါပေမယ့်ဖြိုဖျက်ဖြစ်သွားမယ်။နည်းနည်းချလာမယ်၊လင်းဝင်လာမယ်။ဒါမှမဟုတ်ညီငယ်စကားပြောမယ်၊ကန်းလန်းလာမယ်။နော်။အကုန်လုံးကျွန်တော်ထင်တယ်မူလအခြေအနေကို နောက်20ခုနှစ်မတိုင်ခင်အချင်းတွေကိုပြန်အောင်သွားတော့မယ်။နောက်သူတို့တရားမဝင်သူတို့ထောက်ခံနေတဲ့ပြည်ပနိုင်ငံတချို့ကလည်းသူတို့တရားဝင်ဆွာနေမဲ့ဆက်ဆံတော့မှာဘယ်သူမဆူလောကန်ဆွာနေပဲဆက်ဆံမဲ့ခါမှာသူတို့နဲ့ဆက်ဆံနေလို့သူတို့ကိုကုညင်နေလို့ဘာမှအကျိုးမထူတော့ဘူးဆိုတာသိလာလို့ရှင်အကျိုးစီးပွားရသူတို့ဆွန့်လွတ်သွားမှာပဲသူတို့တမိုင်းအမိုက်ပုံနဲ့မှသူတို့တွန့်ပြက်လိုက်မှာပဲရာဇဝင်ထဲမှာထားပစ်ခဲ့လိုက်တော့သူတို့တိုင်းပြည်ကမ္ဘာ့အခြေအနေပြောင်းလာတဲ့ခါမှာသူတို့နိုင်ငံအကျိုးစီးပွားနဲ့ မြန်မာနိုင်ငံတော်အစိုးရနဲ့မြန်မာတပ်မတော်နဲ့ပဲဆက်ဆံမှာအထူးရှိမယ်လို့ယူဆလာတဲ့ခါမှာသူတို့ဘာမှမကွန်နက်ပါတီကိုသူတို့ဝါဒချင်းတူတဲ့အတိုင်းအောင်သူတို့စွန့်လွှတ်ပလိုက်ပြီးတော့ခါလက်တက်ဖြုတ်လက်တာပဲမင်းတို့ငါကူညီရပြီးသွားပြီနှစ်ပေါင်း၄၀မင်းတို့စစ်မနိုင်တာတော့မင်းတို့တိုင်းပဲအဲ့တော့မင်းတို့ကမင်းဆက်ယုံတော့ငါတော့ဆက်ကူညီပေးနိုင်တော့ဘူးအေးမင်းတို့နေစရာမရှိလို့အဲ့ဒါနဲ့ရှိလို့ရှိရင်ငါနိုင်ငံမှာလာခိုးလုံးတေးတဲ့ကျတော့နေသောကံပေးမယ်ဒရိုးတွေနဲ့ကုတ်ရက်ွက်ထဲမှာကုတ်ကုတ်ကလေးနဲ့ဘယ်မှမထွက်ပြန်နေလိုက်တော့ ဆိုအဲ့ဘဝနဲ့ပဲဘကဘခေါင်းဆောင်အိန္ဒိယနိုင်ငံကြီးမှာတည်သွားကြတာပဲတယောက်ပြီးတယောက်လူမသိသူမသိနဲ့ပဲစိတ်ကကြပြီးငမဘီကိုရွှေပြည်တော်မျှော်တမ်းဝေးပေါ့ဗျာကိုဆိုရတယ်သူတို့ငါကိုလိုမဆက်ဆံတော့ဘူးဒါပေမဲ့ချင်းတော့မိတ်ဆွေဟောင်းမလို့တနာပြီးခိုးလုံးဝင်ပေးထားတာဖြစ်သွားတာပေါ့မဲစာပေါ့ဗျာလည်းဝဲတုံတနာမဲစာရောက်တယ်လို့ပေါ့ဒါပဲရှိတော့မှာအကုန်လုံးအိတ်စကန်ရောက်သွားမှာပဲဇော်ဝေဆွေးလို့လည်းအဲ့လိုပဲနေရောမှာတက်စီမောင်းရင်မောင်းအောင်ပါပေါ့အမိုက်အမိုက်ကောင်းအောင်ကောင်းအောင်ပါပေါ့ နော်ဆီမောင်တို့လည်းအဲ့လိုပဲဝင်ပြီးတော့အဲ့လိုသူတို့ပြင်သစ်တို့ဩစတြေးလျတို့ဘာတို့မှာသူတို့သူကစင်းကိုင်းတို့ဘာတို့လုံးလုံးမှာပေါ့နော်သူကသူအဲ့လိုလုံးတွေရာကျွန်တော်တနား10ဒေါ်လာ15ဒေါ်လာလောက်ကြရတော့မှာအကုန်လုံးဘောရီအပြပြေးတွေရဘောကနော်တနေ့ငယ်တောင်းရသူတွေဘောကတော့ပြုတ်ကွဲသွားမှာပဲအဖွဲထဲမှာနှစ်ဖွဲတွေသုံးဖွဲတွေဖွဲပြီးအလင်းဝင်နေတဲ့အဖွဲငញ្ញန်ကြီးစကားပြောကြတဲ့အဖွဲအာမတော်ရတွေကွဲမှာပဲပလောင်လဲနှစ်ဖွဲကွဲမယ်ဟာ PNL နဲ့နှစ်ဖွဲ့ကွဲမယ် A နဲ့နှစ်ဖွဲ့သုံးဖွဲ့ကွဲမယ်ငင်းငင်းပြောမယ့်ကောင်လက်ထုံးမြန်နဲ့ဖြုတ်ချတဲ့ကောင်ပေါ်လာမယ်ငင်းငင်းစကားပြောတာမပြောဖြုတ်ချမယ်အဲ့လိုပဲဟိုဟိုမှာလည်း MNDA ကိုကက်မှာရောအဲ့လိုပေါ်လာမှာ KNG မှာလည်းသုံးပိုင်းအောင်ကွဲမှာပဲသိကြတယ်ငင်းငင်းစကားပြောမယ့်အဖွဲ့မဖွဲ့တဲ့အားမှာအကုန်လုံးအကုန်လုံးအဲ့လိုပြိုကွဲပြီးတော့ခေါင်းဆောင်လည်းအပိုင်းငင်းငင်းလှုပ်ချင်တဲ့လူလှုပ်လက်နဲ့ချချင်တဲ့လူချဆက်တိုက်ခနဲ့ကောင်တိုက်အဲ့ဒီကောင်တွေကတိုက်စံမရှိတော့ဓမြတွေဖြစ်ကုန်ညနော်မပြောင်းတော့ဘူးကွာဆိုပြီးတော့တော်ရတောင်းနဲ့မှဓမြတော်ဓမြတ်ဖြစ်သွားပြီးတော့ တိုင်းပြည်ပြန်အယူကောက်ပဲပြီးမှဖြစ်သွားမယ် scenery မြင်ကွင်းပေါ့နော်နော်ကျွန်တော်အတိုင်းပဲယူချုံကြည့်ပါတယ်နော်